မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ2025ခုနှစ်နှစ်သစ်မင်္ဂလာအချိန်ကမှစ၍စာမွန်တိချန်နယ်မှမိတ်ဆွေများအားလုံးကိုလွှဲထွေးစွာကြိုဆိုလိုက်ပါရခင်ဗျာ2025ခုနှစ်အတွက်အထူးမွေးကနေ့တစ်ခွက်ကို ထုတ်ပြပေးမှာမို့ကျွန်တော်နဲ့တူလိုက်ကြည့်ရှုရန်ဖိတ်ခေါ်ပါရယ်ဒီဆိုင်မူကတော့ငါးနှစ်ဆက်မှန်လာသောခြေကနန်းဆိုင်ဖြစ်ပါတယ်ထောက်ယူပုံကတော့ယခင်နှစ်24ကျင်းကနန်းနဲ့ယခုနှစ်2 တကြိမ်ထွက်ကနန်းနှစ်ကွက်ကိုပေါင်းပြီးထောက်ယူထားတာဖြစ်ပါတယ်။ထောက်ယူပုံကိုတစ်နှစ်ချင်းစီရှင်းပြပေးမှာမို့အစာဆုံးလိုက်ကြည့်ရှုရန်မိတ်ဆွေများကိုကျွန်တော်အနေနဲ့ဒါတိုက်တွန်းပါတယ်။ကျွန်တော်ခုပြမှာတော့ဒီ2020ခုနှစ်ကနေစပြီးတော့ရှင်းပြပေးရမယ်ခင်ဗျာ။ကျွန်တော်ဒီ2020ခုနှစ်မွေးကနန်းကိုတော့ကျွန်တော်ဒီ 2019ခုနှစ်ရဲ့24ချိန်မှာထွက်တဲ့ကနန်း5 1ရဲ့ကျွန်တော်တို့2020ခုနှစ်တစ်ချိန်မြောက်နှစ်ဦးကနန်းဖြစ်တဲ့ခွန်ခွန်4ရဲ့ကျွန်တော်ဒီကနန်းနှစ်ကုပ်ကိုပေါင်းတဲ့ခါမှာကျွန်တော်ဒီမှာ1 1 5ဆိုပြီးတော့ရရှိပါတယ်ဒီ1ရဲ့4ရဲ့ပေါင်းတော့9ကျွန်တော်4ရဲ့ခွန်ရဲ့ပေါင်းတော့2 9ရဲ့ခွန်ရဲ့ပေါင်းတော့1ဆိုပြီး1 1 5လို့ရရှိပါတယ် ကျွန်တော်ဒီကဏ္ဍ၃ွက်ရဲ့နောက်ကဏ္ဍဖြစ်တဲ့ဒီဒီ1ရဲ့4ရဲ့5ရဲ့ကိုပေါင်းယူတဲ့အခါမှာ1ပေါင်း4ပေါင်း5ညညာရင်3ညဆိုပြီးတော့ကျွန်တော်ကဏ္ဍတစ်လုံးကိုရရှိပါရခင်ဗျာကျွန်တော်အဲ့ကဏ္ဍဒါဒီစိုက်မှုရာကျွန်တော်မွေကဏ္ဍထွက်မှာကဏ္ဍတစ်လုံးပြီးတော့နောက်စိုက်မှုနဲ့ကဏ္ဍနှလုံးကိုဆက်ထုတ်ပြပြီးတော့ခင်ဗျာနောက်တစ်စိုက်ကတော့ကျွန်တော်ဒီမှာဒီ9 4 1 20လက်ညင်5လက်တက်ပေါင်းတဲ့ပေါင်းတဲ့ခါမှာ5ပေါင်း4ပေါင်းတက်လို့ပေါင်းတဲ့ခါမှာ5လက်တက်3လုံးပေါင်းတဲ့ခါမှာ30လို့တက်တုံည30ဆိုပြီးတော့ရရှိပါတယ်နောက်တစ်ခါဒီတစ်ချိန်မြောက်ရခွန်းခွန်းလေးကိုပေါင်းတယ်ခွန်းပေါင်းခွန်းပေါင်း6ညီများချင်းကျွန်တော်78လို့ရရှိပါတယ်နောက်ကဒီဒီကနနှစ်ဘက်ပေါင်းတယ်ဒီ1 1 5ပေါင်းတယ်က2ရ1ပေါင်း1ပေါင်း5ညီများချင်း8ဆိုပြီးတော့ ရရှိပါတယ်ကျွန်တော်ဒီကနန်းဒီပေါင်းကြီးကနန်းနေကိုကျွန်တော်ဒီအထောင်လိုက်ပေါင်းတော့3ည3ည88ဆိုပြီးတော့3လုံးပေါင်းတဲ့ခါမှာကျွန်တော်6လို့ယူထားပါတယ်နောက်တစ်ခါဒီဒီဘက်1နှလုံးပေါင်းတဲ့ခါမှာ2လို့ယူပါတယ်အဲ့2ရဲ့6ရဲ့ကို2ပေါင်း6ညံ8ဆိုပြီးတော့ရရှိပါတယ်အဲ့8ကိုကျွန်တော်ဒီဘွန်တိုးနဲ့ဆက်ပေါင်းတဲ့ခါမှာ6လို့ရရှိပါတယ်အဲ့ကနန်း6ကိုလည်းကျွန်တော်ဝကနထုအမှာတလုံးယူပါရခင်ဗျာ နောက်တာကနန်းတ